ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါလို့ရှိစွာနှုတ်ခွန်းဆက်သကြပါတယ်။အချစ်တော်မိတ်ဆွေများအားလုံးယခုလိုမင်္ဂလာရှိသောနေ့ရက်တစ်ဘုရားကောင်းကြီးပေးတဲ့အသစ်တော်နေ့ရက်တစ်တစ်ဖန်မှာကျွန်တော်အားလုံးဘုရားသခင်ပြုတဲ့ကောင်းကြီးနဲ့ကျွန်တော်အားလုံးဝမ်းမြောက်ကြရအောင်။ဘုရားသခင်ကတော့ကျွန်တော်တို့ကိုနေ့တိုင်းကြည့်ရှုတဲ့ဘုရားဖြစ်တယ်။ကျွန်တော်တို့ကိုကြည့်ရှုတဲ့ဘုရားသခင်ကငါ့မြေအိပ်ပျော်နေတဲ့ဘုရားလည်းမဟုတ်ဘူး။ကျွန်တော်ရဲ့အသက်တာကိုအမြဲတမ်းတန်ဖိုးထားတဲ့ဘုရားဖြစ်တယ်။ဒါဒီဘုရားသခင်ရဲ့မာစာခြင်းကွဲကခြင်းက အာကျွန်တော်ရဲ့အသက်တာမှာဘလောက်ခံစားရတယ်လဲဒီခံစားရတဲ့အကျိုးကျေးဇူးကတော့ဘလောက်ကြီးမားတယ်လဲဆိုတာကိုယနေ့ကျွန်တော်ကိုယ်တိုင်ကမျက်မြင်ကိုတွေ့နော်ဖခင်ရဲ့မာစာခြင်းတွေ၊ကွယ်ကခြင်းတွေ၊စောက်ရှောက်ခြင်းတွေခံစားရတဲ့အခါမှာအဲ့အတွက်အမြဲဝမ်းမြောက်ပါဖခင်သခင်ကိုလည်းပဲအမြဲတမ်းချီးမွမ်းပါနေ့ရက်တစ်တိုင်းနေ့ရက်တစ်ရောက်တိုင်းရောက်တိုင်းပါဖခင်ရဲ့ကောင်းမှုပြုခြင်းဖခင်သခင်ကျွန်တော်ပေါ်မှာဂရုစိုက်ခြင်းကရုဏာပြခြင်းခံရတဲ့အခါမှာအဲ့ဒီအတွက်အမြဲတမ်းဝမ်းမြောက်စွာနဲ့ဖခင်ရဲ့ကိုရောနာမတော်ကိုချီးမွမ်းဖို့ရန်အတွက် ချစ်တဲ့မိတ်ဆွေတို့ကိုမြေတရားခံပါတယ်အဲချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ပါလို့ရှိရင်လည်းပဲကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးတော့ခံယူကြရအောင်เนาะဒီနေ့မှလို့ရှိရင်တော့ကျွန်တော်အနေနဲ့အဓိကခေါင်းစဉ်ကြီးအောက်ကနေမှလို့ရှိရင်အာကျွန်တော်တရက်ပြတရက်ဘုရားရဲ့ဒီနှုတ်ကပတ်တော်ကိုဝင်ငှသွားမှာဖြစ်တယ်အဓိကရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ဘုရားသခင်ဤမြင့်မြတ်တော်ပြည့်ညတ်တော်เนาะဘုရားသခင်ရဲ့မြင့်မြတ်တဲ့ပြည့်ညတ်တော်အာဒါကြောင့်ဘုရားသခင်ရဲ့ကျွန်တော်တို့ကြည်လိုက်တဲ့အခါဘုရားကိုယုံတဲ့အခါမှာတို့ရှင်လည်းပဲ ယနေ့ကျွန်တော်ရဲ့ယုံကြည်သူများအနေနဲ့ဘုရားရဲ့စကားကိုနားထောင်ဖို့ဘုရားရဲ့လိုတော်ကိုလိုက်ရှောက်ဖို့ဘုရားသခင်ကတော့ရှင်ကျွန်တော်ကိုအကျွမ်းမဲ့ချစ်တယ်အဲ့ဒီချစ်ခြင်းမေတ္တာကိုကျွန်တော်ကခံစားတဲ့အခါမှာဘုရားကိုစိတ်လုံးကျွမ်းမဲ့နဲ့ကျွန်တော်လည်းဘလို့ပြန်ချစ်နိုင်မလဲဒါဒီနေ့ကျွန်တော်ကိုတိုင်ကနော်စင်ကြုံတရားနဲ့စဉ်းစားပြီးတော့အသက်တာကိုရှင်သန်ဖို့ဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ရဲ့တာသမီတိုင်းဟာဘုရားသခင်ရဲ့ပြည့်ညတ်တော်အကြောင်းကိုသိရှိထားသင့်ပါတယ်ဘုရားသခင်ရဲ့တာသမီတွေက ဘုရားသခင်ရဲ့ပညာတော်ကိုမသိရှိဘူးဘုရားရဲ့ဥပဒေတွေကိုမသိရှိဘူးဆိုရင်ကျွန်တော်ဘလို့အသက်ရှင်ရမလဲဘလို့လိုက်ရှောက်ရမလဲဘလို့သွားရမလဲဘလို့လာရမလဲဆိုတာကျွန်တော်ကလည်းပဲတတ်အကိုကိုသူဘာမှသိမှာမဟုတ်ဘူး။နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တတ်တံမှာစင်ကြုံတရားနဲ့ကျွန်တော်ဘဝကိုကောင်းဆုံးရှင်သန်နိုင်ဖို့ရန်အတွက်ဘုရားရဲ့ပညာတော်တွေကိုသိထားဖို့လိုအပ်ပါတယ်။နော်ဒါကြောင့်ဘုရားသခင်ဟာသူ့ရဲ့သားသမီးအရှောက်တိုင်းကိုကယ်တင်ခြင်းရရှိလိုတယ်။နော်ဘုရားသခင်ကသူ့ရဲ့သားသမီးအရောက်တိုင်းကို ဆုံးရှုံးစေလိုတဲ့ဆန္ဒလုံးဝမရှိဘူးเนาะလုံးဝမရှိဘူးသူကဆိုရှင်ကျွန်တော်တို့ကိုတကယ်ကဲတင်ခြင်းနဲ့တကယ်မဆခြင်းနဲ့သူရဲ့နိုင်ငံတော်မှာအရောက်တိုင်းပါဝေစေခြင်းနဲ့ဖျားဖြစ်တယ်အဲ့ဒီကြောင့်ဒီနေ့ကျွန်တော်ကဆိုရှင်ဖျားသားသမီးပိတာစွာနဲ့ဘလို့အသက်ရှင်ရမလဲဆိုတာကိုဒီနေ့နှုတ်ကပတ်တော်တွေကဖော်ပြချက်ကိုကျွန်တော်ဆက်လက်တင်လာကြမယ်ဒါဒီနေ့ဘုရားသခင်ရဲ့ပညာတော်လို့ပြောတဲ့ခါမှာဘုရားသခင်ရဲ့ဥပဒေလို့ပြောတဲ့ခါမှာယနေ့ကျွန်တော်လူသားတယောက်အနေနဲ့တစ်ခါလေး ဘယ်ကမားလဲဘယ်ဟာမှန်လဲဆိုတာကျွန်တော်ကဝေခွဲလို့ဆိုတာလုံးဝမတတ်နိုင်ဘူးအမားနဲ့အမှန်ကိုကျွန်တော်ကဝေခွဲနိုင်ဖို့ပြီးလို့ရှိရင် အမားလားအမှန်လားဆိုတာတကယ်တတ်အသိနိုင်ဖို့ရန်အတွက်ယနေ့ဘယ်ဟာမှန်တယ်ဘယ်ဟာမားတယ်ဆိုတာကျွန်တော်ကိုယ်တိုင်ကဘယ်လို့မှမသိနိုင်တဲ့အခြေအနေမျိုးမှာတိတာထင်ရှားပြီးတော့ကျွန်တော်ဘဝတတမှာရှင်သန်နိုင်ဖို့ရန်အတွက်ယနေ့ကျွန်တော်ဖခင်ရဲ့ပြညတ်တော်ကိုသိရှိဖို့လိုအပ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့အာကျွန်တော်တို့ကိုယ်တိုင်ကဒီလမ်းကိုလိုက်ပါဟိုလမ်းကိုလိုက်ပါလို့ ခေါ်နေတဲ့အတန်တွေကိုအများကြီးကြားနေရပါလိမ့်မယ်နော်ဘယ်ဟာဆိုရှင်ကောင်းတယ်ဘယ်ဟာကဆိုးတယ်အစတီအပြည့်ဒီဘက်ကိုလာပါဒီဘက်မှာဆိုရှင်ကိုယ်ကွယ်ပါဒီအသင်းတော်မှာယက်တီပါဒီအသင်းတော်ကမှန်ကန်တယ်အစတီအပြည့်ဘယ်ဟာမှန်လဲဘယ်ဟာမှားလဲဆိုတာဒီနေ့ကျွန်တော်ရဲ့လောကယူကြည့်လိုက်တဲ့ခါမှာယနေ့ခိုင်းကဏတွေကလည်းအများကြီးပဲနော်ကိုယ်ကွယ်ယုံကြည်တဲ့အာဒီအသင်းအသင်းတော်တွေကလည်းပဲမိမိရဲ့အသင်းတော်လိုက်ကိုယ်ကွယ်နေကြတယ်အာဒီထဲမှာမှကျွန်တော်ရဲ့ဘဝတတမှာ ဒီလမ်းလိုက်ပါဟိုလမ်းလိုက်ပါလို့ပြောနေတဲ့ခေါင်းဆောင်တွေနောက်ကိုကျွန်တော်ကဆိုချင်ဘလို့အတန်နေနဲ့ဟောပြီးတော့ဘလို့အတန်နေနဲ့ကြားတဲ့ခါမှာဘလို့အယက်တီးရမလဲဆိုတာကျွန်တော်ကိုယ်တိုင်ကဝေခွဲဖို့ဆိုတာမလွယ်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကဖရားရဲ့အလိုကျကျွန်တော်အသက်ရှင်နိုင်ဖို့ရန်အတွက်ဒီယနေ့ဖရားသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်ကိုအပြည့်ပေးထားတာဖြစ်တယ်ဒါချစ်တဲ့မိတ်ဆွေပေါင်းတို့ဖရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဟုတော့တမာကျန်းစာကိုထွန်းလင်းတဲ့မိအိမ်လို့ကျွန်တော်တို့လမ်းကိုအလင်းပြဖို့ပေးထားတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ ဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်လို့ပြောတဲ့ခါမှာဒီနှုတ်ကပတ်တော်တမချန်းစာကတော့ကျွန်တော်တို့ဘဝအတွက်เนาะဘုရားသခင်ရဲ့ဒီတမချန်းစာကကျွန်တော်ရဲ့အတွက်မိအိမ်ပဲเนาะမိအိမ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့လမ်းကိုအလင်းပေးဖို့ရတဲ့ကျွန်တော်ရှောင်းလမ်းနေရတဲ့ဒီလောကရန်တရားကြီးပေါ်မှာကျွန်တော်မမိတ်မတုံပဲနဲ့အမြဲတမ်းပဲထွန်းလင်းတောက်ပပေးနေတယ်ကနှုတ်ကပတ်တော်အလင်းဖြစ်တယ်ဒီနှုတ်ကပတ်တော်အလင်းကိုခံယူခြင်းအပြင်ယနေ့ကျွန်တော်ရှောင်းနေရတဲ့ကောင်းကင်ခီလမ်းမှာတော့ကျွန်တော်မှန်ကန်သွားတဲ့ရှင်လို့ရှောင်းလမ်းနိုင်ဖို့ရန်အတွက် လမ်းပြပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့တမချန်းစာတော်မှာလူတွေအတွက်ဘုရားသခင်ဘလို့အလိုတော်ရှိတယ်ဆိုတာကိုကျွန်တော်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ရှာဖွေတွေ့ရှိနိုင်တဲ့အတွက်ကြောင့်ဒီနေ့နှုတ်ကပါတော်တမချန်းစာကိုကျမ်းစာထဲကတမချန်းချက်လေးတွေနဲ့ကျွန်တော်ရဲ့ဘဝတတာကိုဆက်လက်ပြီးတော့တိဆောက်ကြရအောင်။ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဘလောက်ကျယ်ဝန်းတယ်လဲ။ဒီခါလေးကျွန်တော်ကဘလောက်ကျယ်ဝန်းတယ်လဲဘယ်မှာရှိတယ်လဲကျွန်တော်ကိုယ်တိုင်ကရှာဖွေမတွေ့ရှိနိုင်ပါဘူး။ ဒါမဲ့နှုတ်ကပတ်တော်ထဲမှာတော့ဒါအတိအတင်းဖော်ပြထားတယ်။စာနာကျမ်းခန်းကြီး103ပိုင်းငယ်19ကိုကြည့်တဲ့အခါမှာထာဝရဘုရားသည်ပြင်တော်ကိုကောင်းကင်ဘုံ၌တည်တော်မူ၏။အာနာတော်သည်ခတ်သိမ်းသောအရတ်တို့ကိုနှံ့ပြ၏လို့ဖော်ပြထားတာတွေ့ရတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ပြင်တော်ကဒီကမ္ဘာလောကမှာတည်တာမဟုတ်ဘဲနဲ့အထက်ရကောင်းကင်ဘုံမှာဘုရားသခင်ရဲ့ပြင်တော်ကိုတည်ထားတာဖြစ်ပါတယ်။အမြင့်ဆုံးရက်ကိုစံမြန်းတော်မူတဲ့ဘုရားဖြစ်တယ်တကုရှင်ဘုရားဖြစ်တယ်ဒီဘုရားသခင်ကသူ့ရဲ့အာနာတော်ကခတ်သိမ်းတော်ရက်တို့ကိုနှံ့ပြစေတယ် ဘယ်ရဘယ်တောင်းမှာပဲရှိကြည်ဘယ်နေရာမှာပဲအဲရောက်နေရောက်နေဘုရားသခင်ရဲ့အာနာကတည်မြဲတယ်ဘုရားရဲ့အာနာကခသိန်းသောရတ်တို့ကိုနှံ့ပြစေတဲ့အတွက်ကြောင့်အထက်အောက်မြေကြီးကောင်းကင်မိုးမြေဆက်ကြဝလာအာရခသိန်းကဘုရားရဲ့အာနာတော်အောက်မှာရှိတယ်ဆိုတာကိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်။ဒါကြောင့်ဘုရားသခင်ကမိမိရဲ့ပညာတော်တွေကိုလူတွေသိအောင်ဘယ်လိုဖော်ပြခဲ့တယ်လဲ။နော်။ဘုရားကသူ့ရဲ့ပညာတော်ပြည့်ရသူ့ရဲ့အလိုတော်တွေကို လူတိုင်းကသိဖို့ရံတဲ့ဘုရားဘယ်လိုဖော်ပြခဲ့တယ်လဲဒါကိုကျွန်တော်ကဆိုရှင်ဘုရားဖော်ပြချက်ကိုကျွန်တော်လိုက်ဘုရားဖော်ပြချက်ကိုကျွန်တော်သိရှိတဲ့အခါမှာဘုရားကတို့ပေါ်မှာဘလို့ဆန္ဒရှိတယ်လဲဘလို့အသက်တာနဲ့ရှင်သန်ကြီးစေခြင်းတယ်လဲဆိုတာကိုကျွန်တော်ကသိရှိသွားဖို့ဖြစ်ပါတယ်။ဒါကြောင့်တရားဟောအကြံခန်းကြီး၄ပိုင်းငယ်၁၂၃ကိုကြည့်တဲ့အခါမှာထာဝရဘုရားသည်မိတဲ့ကတင်တို့အားမိမ့်ဝတ်တော်မူ၏။တင်တို့သည်အာနာတော်ကိုမမြင်ရဘဲစကားတော်အတန်ကိုသာကြားရကြ၏။တင်တို့ကျင့်စရာဖို့မှားထားတော်မူသော ရိညာတရားဤဟုသောပညာတော်၁၀ပါးတို့ကိုမိမ့်မွက်၍ကြောက်ပြားနှင်းပြပေါ်၌ရေးထားတော်မူ၏ဆိုပြီးတော့ဖော်ပြလာတယ်เนาะဒါဒီနေ့ဒီတရားဟောအကြံခန်းကြီး၄ပိုင်းငယ်စနစ်၃ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဖယားသခင်ကကျွန်တော်တို့အတွက်เนาะဘလို့ဖော်ကျူးထားတယ်ဆိုတာကိုအတိအတင်ဖော်ပြထားတယ်ဒါကြောင့်ဒီကြမ်းကြက်လေးကိုတစ်ဖက်ပြန်လည်ပြီးတော့နားထောင်ကြည့်ရအောင်เนาะသာဝရပြသည့်မိတဲ့ကတင်တို့အားမိမ့်မွက်တော်မူ၏တင်တို့သည်တရားတော်ကိုမမြင်ရပဲ စကားတော်အတန်ကိုသာကြာရကြ၏။တင်တို့ကျင့်စရာဖို့မှားထားတော်မူသောဗရင်ရှင်တရားထီးဟုသောပညတ်တော်ဆယ်ပါးတို့ကိုမိမ့်မွဲ့၍ကြောက်ပြားနှစ်ပြားပေါ်၌ရေးထားတော်မူ၏။နောက်ဒါကြောင့်ဖျားသခင်ကပညတ်တော်ကိုလူတွေသိဖို့ရန်အတွက်ဘယ်လိုဖော်ပြခဲ့တယ်လဲဆိုတာကိုဒီတမာချမ်းစာကအတိအရင်ဖော်ပြတာလေ။နော်။ဖျားသခင်ကဒီပညတ်တော်ကိုမီးတဲ့ကတင်တို့အာအတန်ကိုသာကြားရကြတယ်။နော်ဖျားသခင်ရဲ့အတန်ကိုသာ မိတဲ့ကနေမှကြားရပြီးတော့ဘုရားသခင်ရဲ့တဏ္ဍာတော်ကိုမမြင်ရပဲနဲ့စကားတော့တရားဒီဟူသောဒီပညာတော်၁၀ပါးကိုဘုရားကမိန်မွက်ခဲ့တယ်။အဲဒီပညာတော်၁၀ပါးကိုမိန်မွက်ညုံနဲ့မကပဲနဲ့ဘုရားသခင်ကကြောက်ပြားနှစ်ပြားပေါ်၌ရေးထားတော်မူခဲ့တယ်နော်။ကြောက်ပြားနှစ်ပြားပေါ်မှာရေးထားတော်မူခဲ့တဲ့အရာကဘုရားသခင်ကသူ့ရဲ့လက်ညိုးတော်နဲ့အခရာတင်ပြီးတော့ကပီးတင်ပြီးတော့ရေးသားခဲ့တယ်ဆိုတာတွေ့ရမယ်။ဒါကြောင့်ဘုရားသခင်က လူသားတွေအတွက်အရေးတယူပြုတ်ပြီးတော့အသက်တာမှာတည်ဆောက်နိုင်ဖို့ရန်အတွက်သွာလာနိုင်ဖို့ရန်အတွက်လှုပ်ရှားနိုင်ဖို့ရန်အတွက်ဘုရားသခင်ကလို့ရှိရင်သူ့ရဲ့ပညတ်တော်၁၀ပါးကိုကျွန်တော်တို့အတွက်မေတ္တာနဲ့ပေးထားတာဖြစ်ပါတယ်။နော်ဒါကြောင့်ဘုရားသခင်ကအနာခံပြီးတော့သူ့ရဲ့လက်ညိုးတော်နဲ့ကြောက်ပြားပေါ်မှာရေးထွင်းခြင်းဟာကျွန်တော်အားလုံးကလောကမှာအသာဆန်ပြီးတော့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းချမ်းသာခြင်းစသည်အပြင်ဒီအချင်းဒီကောင်းချီးတွေကိုရရှိဖို့ရန်အတွက်ဘုရားကပေးထားတာဖြစ်ပါတယ်။ ဒါချစ်တဲ့မိတ်ဆွေပေါ့နော်ဒီနေ့ဒီဘုရားရဲ့ပြည့်ညတ်တော်ခါဆိုရှင်ကျွန်တော်အားလုံးသိရှိဖို့ရန်အတွက်ဘုရားကပေးထားတာဖြစ်တယ်ကျွန်တော်တို့တယောက်တစ်ပါးတမှဘုရားရဲ့ပြည့်ညတ်တော်ကိုနားမထောင်ဘဲနဲ့မလိုက်လျှောက်ဘဲနဲ့မသိရှိဘဲနဲ့နေဖို့မဟုတ်ဘူးလူတိုင်းလူတိုင်းကိုသိဖို့ရန်အတွက်ဘုရားကဆိုရှင် လုံးဝဖြတ်ပယ်လို့မရတဲ့ကြောက်ပြားပေါ်မှာကပြေးရေးထိုးပြီးတော့ပေးကြတယ်ဆိုတာကိုတွေ့ရမယ်။ဒါကြောင့်ဒီချင်းရကိုကြည်ချင်းအပြင်ဖခင်ရဲ့စုံနေတဲ့မေတ္တာတော်ကောင်းမြတ်တဲ့မေတ္တာတော်ကဘလောက်ကြီးမားသလဲ ဲ့မှာတရားဟောအကြံခန်းကြီး၅ပိုင်းငယ်20နှစ်24ကိုကျွန်တော်ဖားလိုက်တဲ့အခါမှာလို့ရှိရင်တရားဟောအကြံခန်းကြီး၅ပိုင်းငယ်20နှစ်ကနေ24ကိုကြည့်တဲ့အခါမှာထိုစကားတော်ကိုထာဝရဘုရားသည်တောင်ပေါ်မှာမိမိုးတိန်ထူထပ်သောမောင်မိုက်ထဲကကြီးစွာသောတန်နှင့်သင်တို့စည်းဝေးရာပရိသတ်အပေါင်းတို့အားမိန်မွက်တော်မူ၏ထား၍မိန်မွက်တော်မမူထိုစကားတော်ကိုလည်းကြောက်ပြားနှစ်ပြားပေါ်မှာရေး၍ငါ၌အတော်မူ၏ သင်တို့သည်မောင်မိုက်တကစကားတန်ကို ကြား၍တောင်ထိပ်သည်မီးတောက်လျက်ရှိသောအခါသင်တို့အမျိုးအနွယ်တို့၌မင်းဖြစ်သောသူအသက်ကြီးသောသူတို့သည်ငါထံသို့ချင်းကပ်၍အကျွန်ုပ်တို့ဖျားသခင်ထာဝရဖျားသည်ဘုံတကောအာနုဘော်တော်ကိုအကျွန်ုပ်တို့အာပြတော်မူပြီးမိတဲ့ကစကားတော်အတန်ကိုအကျွန်ုပ်တို့သည်ကြားရပါပြီဖျားသခင်သည်လူနှင့်နှုတ်ဆက်တော်မူတော်လဲလူသည်အသက်ရှင်သေးသည်ကိုယနေ့၌ကျွန်ုပ်တို့သည်သိမြင်ရပါပြီတဲ့နော် အာဒီကြမ်းကြက်ကိုကျွန်တော်လေးလာလိုက်တဲ့ခါမှာဘုရားသခင်ကကျွန်တော်တို့ကိုစကားတန်တဲ့မိမ့်မွက်ခဲ့တဲ့အရာနှုတ်တော်နဲ့မိမ့်မွက်ခဲ့တဲ့အရာရေးသားပြီးတော့ဖော်ပြခဲ့တဲ့အရာကယနေ့ကျွန်တော်လူသားတွေအတွက်တကယ်ပဲကောင်းမြတ်ဆုံးနေတဲ့အရာဖြစ်ပါတယ်။ဒါချစ်တဲ့မိစေများအားလုံးဒီနေ့မှာတို့ရှင်ဘုရားသခင်ရဲ့မြင့်မြတ်တော်ဒီပြည့်ညတ်တော်ကိုကျွန်တော်ကတို့ရှင်လေ့လာတဲ့ခါမှာကျွန်တော်တယောက်အတွက်ဘုရားပေးခဲ့တာမဟုတ်ဘူး။အဲမိစေအတွက်ပဲဘုရားပေးခဲ့တာမဟုတ်ဘဲနဲ့ ကဘာပေါ်မှာရှိတဲ့လူမျိုးနွယ်ခပ်သိမ်းအားလုံးတွေဘုရားကပေးခဲ့တာဖြစ်တယ်။ဒါဒီဘုရားပေးခဲ့တဲ့ဒီပြညတ်တော်ကဆိုရှင်ယနေ့ဘုရားသခင်ကပြညတ်တော်ကိုလူတွေသိဖို့ရန်အတွက်ဘုရားကဖော်ကျူးပေးခဲ့တာဖြစ်တယ်။ဖွတ်ထားတာလည်းမဟုတ်ဘူး။ဘုရားကပေါ်ပေါ်လွင်လွင်နဲ့ကိုကျွန်တော်ကိုပေးခဲ့တယ်ဆိုတာသူ့ရဲ့မေတ္တာတော်ဟာလူတိုင်းအတွက်ဖြစ်တယ်။သူ့ရဲ့ကယ်တင်ရှင်ဆုကျေးဇူးကလည်းလူတိုင်းအတွက်ဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်လူတိုင်းအတွက်ဖြစ်တဲ့ဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်ကလိုက်လျှောက်ခြင်းဟာကျွန်တော်အတွက်တကယ်ပဲ ကောင်းမြတ်ခြင်းကျွန်တော်တို့တကယ်ပဲကယ်တင်ခြင်းကျွန်တော်တို့တကယ်ပဲဝမ်းမြောက်ခြင်းကိုခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ဘုရားရဲ့အလိုတော်တိုင်းကျွန်တော်ရဲ့ဘဝအသက်တာကိုတည်ဆောက်ဖို့ရန်အတွက်ဘုရားရဲ့အလိုတော်ကဘာလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်သားဖြစ်တဲ့ကျွန်တော်ဂျမတို့ကဆိုရှင်ဘုရားသံသမီးပိတာဆိုတဲ့လောကလေမှာဆိုရှင်သွားခြင်းလာခြင်းလှုပ်ရှားခြင်းနဲ့ဘုရားရဲ့စကားကိုနားထောင်ခြင်းအပြင် ဖရာကောင်းကြီးစုဂျေစုနဲ့မင်္ဂလာရှိတဲ့ဖရာသာသမီရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖရာကောင်းကြီးချပေးပါစေ။